ထိုင်းနိုင်ငံကက်ဆနမူရီမှာတရားမဝင်မြန်မာနိုင်ငံသား12ဦးဖမ်းဆီးခံရပြီးအော်တိုဘလအတွင်မြန်မာနိုင်ငံသား900ဦးခန့်ဖမ်းဆီးခံရပြီးဖြစ်ကြောင်း migrant တိုင်းသတင်းစာမျက်နှာမှာဖော်ပြထားချက်အရာသိရပါတယ်။အော်တိုဘလ29ရက်ကထိုင်းနိုင်ငံကန်ဆယ်ဘူရီမြို့မှာစားစာရမပြနိုင်တဲ့မြန်မာနိုင်ငံသား12ဦးအားကာဒစီတွေတွေ့ရှိတဲ့အတွက်ဖမ်းဆီးခဲ့ကြောင်းထိုင်းမီဒီယာများမှာဖော်ပြခဲ့ပါတယ်။ ကန်ဆန်နပူရီထောင်မခန့်ရက်ကွက်မြရထားလမ်းဆောင်မှာရဲတပ်ဖွဲ့ကဟွန်နာဂျက်စကာတစီအားစစ်ဆေးရာကားအတွင်းမှာမြန်မာနိုင်ငံသား12ဦးကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကားမောင်းနေသူမှာလည်းမြန်မာနိုင်ငံသားဖြစ်ပြီးမြန်မာနိုင်ငံသား12ဦးအားတအူးလျင်ဘန်းငွေ2000နှုန်းနဲ့ ရာချာပူရီပြည်နယ်ဗန်းပုံမြို့နယ်သို့ပို့ဆောင်ရန်ထွက်ခွာလာကြောင်းသိရပါသည်။လွန်ခဲ့တဲ့9ရက်ခန့်ကလည်းမြန်မာလူသား9ဦးကိုတရားမဝင်တည်ယူပို့ဆောင်ခဲ့ပြီးယခုချိန်ဟာဒုတိယချိန်ဖြစ်ကြောင်းအတုံးပြတဲ့ကားမှတငယ်ချင်းထံမှငှားလာခြင်းဖြစ်ကြောင်းသတင်းကဖော်ပြပါသည်။မြန်မာနိုင်ငံသားများဟာဖျားသုံးစုမှတဆင့်ထိုင်းနိုင်ငံသို့နယ်စပ်လမ်းကြောင်းမှဝင်ရောက်ခဲ့ပြီးရာချာပူရီသို့ရောက်ရန်အော် ရာချာပူရီတို့တွားရောက်ရန်ကားစီလာခြင်းဖြစ်ကြောင်းလက်ရှိမှာမြန်မာစစ်နက်ဦးအားဥပဒေအရအရေးယူရန်ကက်ချနပူရီရဲစခန်းတို့ပို့ဆောင်ထားကြောင်းသိရပါသည်ထိုင်းသတင်းများတွင်ဖော်ပြချက်အရအော်တိုဝါလာ၁ရက်မှအော်တိုဝါလာ၂၉ရက်အထိနေဆက်မှခိုးဝင်ရောက်တဲ့မြန်မာနိုင်ငံသား9ယောက်ထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရကြောင်းဖော်ပြထားပါသည်။